ကျွန်တော်တို့မဟာရန်ကုန်ရဲ့မြို့လေကောင်ဆိုမှမြို့လေကောင်တက်တက်မှာရှိတဲ့ဝယ်ယူဖို့လည်းအရန်ကိုအခွင့်ရရှပါတဲ့ကွန်ဒိုတလုံးကိုကျွန်တော်ဒီနေ့ကွန်ဒိုထိုးလုပ်ပြီးမှဖြစ်ပါတယ်ပြီးဒီကွန်ဒိုရတဲ့ရောင်းဖို့ဒါ၄ခန်းပဲကျန်တော့တဲ့ကွန်ဒိုပေါ့နော် ဆိုအခုကျွန်တော်ရက်နေတဲ့နေရာကိုနိုင်ကအခုလက်ရှိဒီကွန်ဒိုရဲ့မြင်ရမယ့် view ပေါ့နော်ဒီမှာဆိုရင် ကျွန်တော်တကယ်ကိုမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာဒီလိုရွှေကုံစေတီတော်မြတ်ကြီးကိုလည်းနေ့စဉ်ဖူးလို့ရမယ်ပြီးတော့ရင်ကျွန်တော်ဒီအာတရိတ်ဆန်ယုံရဲ့ဒီကျင်ဝင်းတဲ့ green area ပေါ့နော်ဒီမှာဆိုရင်စိမ့်လန်းစုပြင်းနေတဲ့တိုက်တာတွေမရှိဘူးဆိုတဲ့နေရာကိုမြင်ရမယ့်အပြင်တစ်ဖက်မှာတော့အခုကျွန်တော်မြင်ရတဲ့ရန်ကုန်ရဲ့ skyline ီဘက်ဆိုရင်ဒါကျွန်တော်တို့ရန်ကုန်ဘူရာကြီးဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်မြို့ကတိုးတက်လာတာနဲ့အမြ public transportation ဖြစ်တဲ့ဒီလူ station တွေကအရန်ကိုအရေးပါလာမှာနောက်နောက်ပို့တိုးတက်လာလေဒီလူမျိုး public transportation ကအရေးပါလေဖြစ်မဲ့နေရာမျိုးပေါ့နော်ပြီးရင်ကျွန်တော်တို့ဘောလုံးကွင်းဆိုရင်လည်းအောင်စန်းကွင်းကျွန်တော်တို့ရဲ့ကဲ့ရံမှာရှိတယ်ဒါဆိုရင်ကျွန်တော်ရန်ကုန်ရဲ့မြို့လေကောင်တက်တက်စူးလီဖေးယားပြီးရင်ဒါကျွန်တော်တို့ရဲ့5 star hotel shopping center ရှိတယ် ဒါဇူလီရှန်ဂီလာ shopping center ရှိမယ်ဒီဘက်ချမ်းဆိုရင်ဒါ3 star 4 star ရှိတဲ့ park raya ရှိတဲ့အပြင်ပြီးရင်ဟိုဘက်ချမ်းမှာဆိုရင်ဒါရန်ကုန်မှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Pan Pacific Hotel နဲ့ကျွန်တော်ဒီ Junction City shopping center ပေါ့နော်ဆိုတော့အခုဒီနေရာကလမ်းဘန်းဆက်တွေ location ပြောမယ်ဆိုရင်တကယ်ကိုရှားပါပြီးတော့ဝေယူဖို့အခွင့်အရေးတကယ်ရှားတဲ့နေရာဖြစ်တယ်။ဘယ်တော့တော့ဘာလို့လို့မြို့လေကောင်ဆိုမှမြို့လေကောင် value ကတော့ပြန်ပြီးအစားထိုးလို့မရတဲ့ဒါကျွန်တော် resident တခုဖြစ်တယ်ဆိုတော့ဒီ resident မှာကုကြံရှိတဲ့အခန်း၄ခန်းကဘယ်လိုအခန်းတွေရှိလဲ developer ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီနေ့တူတူတွေ့ချင်မယ် let's go ဒီကနော်တော့ shy group ကနေပြီးတော့ develop လုပ်တဲ့ကျွန်တော် shy resident ပဲဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်၄ခန်းပဲကျန်တဲ့အထဲမှာကျွန်တော် square feet က1600နဲ့ square feet 2000ကျော်တိရှိရဒီထဲမှာမှာ fully decoration ်ဝေလို့ရတဲ့အပြင်ကျွန်တော်အကျန်းတယ်လည်းဝေလို့ရမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ပြင်ဆင်ပြီးတာလက်ဆွဲတက်ရုံကျွန်တော်အခန်းတစ်ခန်းကိုလည်းကျွန်တော်လိုက်ပြပေးမယ်ပြီးမှဒီကွန်ဒိုရဲ့ facility တချို့လည်းကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ်ကျွန်တော် BSN Properties ကနေပြီးတော့ကျွန်တော်လာမယ့်27ကနေပြီးတော့28ဒီတပတ်အတွင်းမှာပဲဒီ Shine Group ကနေပြီးတော့ develop လုပ်တဲ့ကွန်ဒိုတွေကိုကျွန်တော်တို့ special monsoon promotion နဲ့ကျွန်တော် cashback သိန်း300အထိပေးမယ့်အပြင်ကျွန်တော်ဒါ inverter တွေတခြား facility ကိုကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ် ဆိုတော့ဒီကျွန်တော်ဒီအယောင်ပြပွဲကာလမှာအမြင်ဆက်တွေ့ပြီးတော့ကြာကြည့်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အခုဒီမွန်ဆွန်ကာလမှာဝယ်ယူမစွန်ကားပါကင်တစ်စီးဥပါကျွန်တော်ပြီးမှဖြစ်ပါဟို share resident မှာဆိုရင်ဒါကျွန်တော်တို့ဒက်လီကားဆွန်ရယ် smart lock နဲ့ဒါကျွန်တော်တို့ပို့ပြီးတော့ privacy ဖြစ်တယ်ပို့ပြီးတော့ security ဖြစ်တယ်ဒါဆိုတော့ကျွန်တော်အခန်းထဲတက်ကြည့် let's go ကဲခုကကျွန်တော်တို့ဒီ shine resident မှာရှိရဲ3 bedroom square feet 1600ကျော်ဒါပြင်ဆင်ပြီးတဲ့အခန်းတစ်ခန်းကိုပြမယ်နော်ဆိုတော့အခန်းကရောင်းဖို့၄ခန်းရှိရဲ၄အောက်မတူဘူး ပုံစံချင်းလည်းမတူဘူးเนาะဒါပေမဲ့ဒီတရက်ကလည်းကျွန်တော် sample တစ်ခန်းကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒါဝင်လိုက်ပြီဆိုရင်ဒီအခန်းရဲ့၄ရောက်ကဒီမှာ dining နဲ့ kitchen ပေါ့เนาะ kitchen နေရာမှာလည်းတူရနေတူ kitchen လက်မလေးကိုကျွန်တော်ထားထားပေးတော့မြင်ရမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာကတော့ဒါ single bedroom ပေါ့เนาะ single bedroom တချို့ကတော့ဒါပြင်ဆင်နေစေ air con ပါပြီးသားဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒါ master bedroom တွေလည်းရှိပြီပေါ့နော်ဆိုတော့အဲအခန်းလေးကိုတွေ့ကြည့်မယ် ဒီမှာတော့ကျွန်တော်တို့အဲ kitchen ဖြစ်ပါတယ် kitchen ကတော့ဒါကျွန်တော်တို့ open type kitchen ကိုမှဒီဘက်မှာဆိုရင် two door ရေခဲတည်တာထားလို့ရတယ်ဒီမှာဆိုရင် granite ကြောက်ပြရနေအပေါ် cabinet ထည့်ထားပေးတဲ့အပြင်ဒီလို product design နဲ့အာကျွန်တော်တို့ hoodie stove ဒီပေါ့နော်ဒီမှာထည့်ပေးမှဖြစ်ပါတယ် electric stove သုံးချင်လည်းရတယ် gas stove သုံးချင်လည်းရတယ်ဒါ condo တခန်းရဲ့ kitchen ကတော့ဒီလောက်ဆိုရင်လည်းဒါတော်တော်လေးကိုကျယ်ပြီးတော့ပြပြဆုံဆုံးတော်တော်များများထားလို့ရပြီချက်ပြုတ်လို့ရပြီဖြစ်တဲ့အနေအထားမှာရှိပါတယ် ပြင်ဒါကတော့ကျွန်တော်တို့အာ master bedroom တခန်းပါနော်ဒီခန်းဆိုရင်ဒီဘက်ကျွန်တော်တို့ဒီ bedroom ဒီကဒင်းတွေပါပြီးသားပြောမှဆိုရင်တော့ကျွန်တော်မှုရာတွေဆောင်းတွေပါယူလာပြီးတော့တန်းဒီလိုရမယ်နေသားဖြစ်ပါတယ်ဆိုတော့ one square feet ကိုဒါ9သိန်းကျော်6သိန်းဝန်းကျင်နဲ့ဈေးဖွင့်ထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်သူ့ရေချူခန်းအိမ်သားတခန်းပါပြီးသားပါနော်အဲဘုံပါပြီးသားဖြစ်တယ်ပြီးတော့ရင်ကျွန်တော်တို့ဒါဒုတိယမြောက်အခန်းကြည့်ပြီးတော့ရင်ကျွန်တော်တို့ဒါကတော့ ဒီ command WC ရတဲ့တော်လေးကိုကျေကျွေပြတ်ကတ်ထားတာလေးအစတန်းတစ်ပေတစ်ပေဆိုက်ရပါတော့ဒီမှာအဝတ်လျှော်ဆက်ထားမယ်ဒီမှာပိုက်ကောင်းဒီကျွန်တော်ဒီအဲ socket တွေထည့်ထားပေးပြီးသားပေါ့နော်ဒါကတော့ဝရေးပေါ်ဧည့်တဲ့ line သုံးမယ်ဒါမှမဟုတ် single bedroom အတွက်သုံးမယ်အာဒါကတော့ကျွန်တော်တို့ main living room ဖြစ်သွားမယ်ဘာလို့လဲဆိုတော့ဒီ main living room ကိုကျွန်တော်ဘာလို့ဒီဘက်ထားလိုက်ဆိုတော့ဒါပတင်းပေါက်နေရာဖြစ်သွားတယ်ပြီးရင်ဒီကနေပြီးတော့ကျွန်တော်တို့ view တွေကိုခံစားလို့ရအောင်ပေါ့နော် ူမဆိုရင် TV backdrop ကြီးအစားတိချာလေးကျွန်တော်ထည့်ထားတာမြင်ရမှာဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာကတော့ main massive room ပေါ့နော်ဒူဂူပိုင်းအာဒီ balcony ပါမယ်ဒီမှာဆိုရင်ကူပိုင်း balcony ပါမယ်ပြီးမှကျွန်တော် TV ထားဖို့အာကျွန်တော်တို့ဒီစင်လေးပါမယ်ပြီးရင် mounting ခုံလေးပါမယ်ဒီမှာဆိုရင် mounting ခုံလေးတိချာလေးထည့်ထားပြီးတဲ့အပြင်ရေချိုးအင်တာကလည်းရေပူရေးပါထည့်ထားပြီးသားပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ Shine Group ပါနေပြီးတော့ develop လုပ်တဲ့မြို့လေကောင်တက်တက်မှာရှိတဲ့ Shine Resident ရဲ့ 1600 square feet ရှိတဲ့3 bedroom တစ်ခန်းဖြစ်ပါတယ်။ဒီမှာရောင်းဖို့ကတော့ကျွန်တော်စုစုပေါင်း၄ခန်းပဲကျန်မှာဖြစ်ပါတယ်။ကျွန်တော်ဒီအယောင်မွန်ဆွန်ကာလမှာ special cashback 300တင်း300အထိရမယ်။ဒါအထူးခွင့်ရဖြစ်ပါတယ်။ကျွန်တော် PSM ကနေပြီးတော့ဒါမဲ့27ကနေပြီးတော့20နဲ့ရှိသည့်ကျွန်တော်တို့ဒီအယောင်ပြပွဲအနေနဲ့ပါဝင် ရောင်းပြမှာဖြစ်ပါတယ်ဆိုတော့အားလုံးစိတ်ဝင်စားမယ်ဆိုရင်ဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ